မိတ်ဆွေတို့အနေနဲ့ငွေကန်တွေလည်းကောင်းကျင်တယ်လက်လာပါတွေလည်းရွှင်ကျင်တယ်ငွေဝင်လမ်းကြောင်းတွေလည်းဖြောင်းပြူးကျင်တယ်လက်ပွင့်ကျင်တယ်ဆိုရင်ကျွန်တော်ကူပြောပြမယ့်ရေဒီယိုကိုတည်တည်ချာချာလေးနားထောင်သွားပါကျွန်တော်ရဲ့မိတ်ဆွေခုနှစ်ရက်သားသမီးတွေအားလုံးမှာငွေကြေးလက်လာပါတွေရွှင်လန်းပြီးတော့ငွေကြေးကန်တွေအားကောင်းလာစီမှာပဲဖြစ်ပါတယ်ကျွန်တော်ကူပြောပြမယ့်ရေဒီယိုဒီငွေဝင်ရေဒီယိုပဲဖြစ်ပါတယ် အဲ့တော့ငွေဝင်ကျင်တဲ့သူတိုင်းเนาะငွေကြေးကံနေအားကောင်းကျင်တဲ့သူတိုင်းလက်လာဘတွေပွင့်ကျင်တဲ့သူတိုင်းကျွန်တော်ခုပြောမယ့်ရေဒီယာကိုစီရင်ဆောင်ရွက်လို့ဒါရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီရေဒီယာဆောင်ရွက်ဖို့ဆိုလို့ရှိရင်ဗာပစ္စည်းလေးတွေလိုမလဲဆိုရင် ကျွန်တော်တို့ဒီလိုလင်မန်းသို့မဟုတ်ကျွေးပကံများတစ်ချက်လိုမယ်စတီးပကံတွေပြီးသွားရင်တန်ပကံတွေရလွဲလို့ရှိရင်ကျွန်တော်တို့ဒီလင်မန်းနဲ့ ခုနကတော့ကျွေရေတောက်ထားတဲ့ပကံများလေးဆိုရင်ဒါသုံးလို့ရပြီအဲ့တော့နောက်တစ်ခုဘာလုံးလဲဆိုကျွန်တော်တို့ပတ်စံတရွက်လုံးမယ်ပတ်စံတော့ကျွန်တော်တို့ကငွေနဲ့ပတ်သက်ပြီးတော့များများဝင်ကျင်တယ်เนาะဒီတထောင်နံလဲကျွန်တော်တို့ကဒါအမြင့်ဆုံးပတ်စံပေါ့เนาะဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါတထောင်နံကိုသုံးတယ်မိษွေတို့အနေနဲ့ကတကယ်လို့တထောင်နံအစင်မပြေတဲ့သူကလဲ900နံတထောင်နံ900နံတထောင်နံအစားရှိသည့်ဖြင့်သုံးလို့ရတယ် တော့နောက်တစ်ခုအနေနဲ့ဘာလို့မလဲဆိုလို့ရှင်ဒီလိုခဲတံလေးတစ်ချောင်းလိုမယ်ခဲတံတော့ကျွန်တော်တို့ဒီဘက်ဆန်ပေါ်မှာရေးဖို့အတွက်ပေါ့နော်အဲ့ဒီနေရာမှာဘောပင်တွေခုနကဆော့ပင်တွေရေးလို့မရဘူးပြီးတဲ့အခါကျလို့ရှင်တော်လေးတစ်ချောင်းလိုမယ်တော်တံလေးတော်တံလေးကိုယ့်ဟာကိုယ်အိမ်မှာရှိတဲ့တော်တံသုံးလဲရတယ်ဒါမှမဟုတ်လို့ရင်ဆိုင်မှာအတက်ဝဲသုံးမယ်ဆိုလဲသုံးလို့ရတယ်ပြီးလို့ရှင်အချိုရည်အနေနဲ့ဆိုလို့ရှင်ကျွန်တော်ဒီကိုကာကိုလာအချိုရည်ဘူးလေတဘူးလို့မယ်ကြံတဲ့တစိမ့်သုံးလို့မရဘူးကျွန်တော်တို့ကငွေဝင်အောင်လုပ်မှဖြစ်တဲ့အတွက်ဒီကိုကာကိုလာကိုသုံးမယ်နော် အဲ့တော့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီ area ကိုဆောင်ရွက်မယ်ဆိုရင်ဘယ်နေ့မှာဆောင်ရွက်မှာလဲဆိုကျွန်တော်တို့ကငွေကြေးကိစ္စကိုဆောင်ရွက်မှာဖြစ်တဲ့အတွက်တနင်္လာနေ့တနေ့ကိုပဲကျွန်တော်တို့လှုပ်လို့ရမယ်ကြံတဲ့နေ့ကတော့လှုပ်လို့မရဘူးပေါ့နော်အဲ့တနင်္လာနေ့ကိုပဲလှုပ်ရမယ်ဟုတ်ပြီတနင်္လာနေ့ကိုကျွန်တော်တို့ဘယ်ချိန်မှာလှုပ်မှာလဲတနင်္လာနေ့မနက်9:45မိနစ်မှာ မိတ်ဆွေတို့ကအိမ်မှာနေတဲ့သူတွေကလည်းအိမ်ရဖះချောင်းဆောင်ကလုပ်မယ်တကယ်လို့မိတ်ဆွေတို့ကအဲအလောက်မှာရောက်နေတယ်ဆိုရင်အလောက်ကခုနကရုံငန်းဖះချောင်းဆောင်မှာလည်းလုပ်လို့လည်းရတယ်ပြီးတဲ့အခါကျရင်ဈေးဆိုင်ကဖះချောင်းဆောင်မှာလုပ်လို့ရလုပ်ပြီးရင်တော့နေရာရွှေ့လို့မရဘူးเนาะသူကနေရာမြဲရမယ်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ဘယ်လိုလုပ်မှာလဲဆိုရင်ဒီပတ်စံလေးကိုရေမွေးရှိတဲ့လူကလည်းရေမွေးလေးဖြန်းလိုက်ပေါ့မရှိတဲ့သူကလည်းမဖြန်းနဲ့ရတယ်ပြီးတဲ့အခါကျရင်ဒီပေါ်မှာကျွန်တော်တို့ဒီမှာခဲတံလေးနဲ့ဒီမှာအခရာလေးပေါ့เนาะကာကြီးလေးကျွန်တော်တို့ရေးမယ် ရေးပြီးတဲ့အခါကျရင်ကျွန်တော်တို့ဒီမှာကျွန်တော်ကတော့လင်မန်းလေးရှိတော့လင်မန်းလေးထဲမှာထည့်မယ်မိတ်ဆွေတို့ကတော့ပကံများရှိရင်လည်းပကံများလေးထဲမှာထည့်မယ်ထည့်လဲပြီးလဲပြီးတော့ကျွန်တော်တို့ပြီးတဲ့အခါကျလို့ရှိရင်ကိုကာကိုလာအချိုရည်ဘူးလေးကိုကျွန်တော်တို့ဒီပတ်စံလေးပေါ်မှာတင်လိုက်မယ်ပေါ့နော်တင်ပြီးတဲ့အခါကျရင်ကျွန်တော်တို့ဒီသော့တန်လေးကိုကျွန်တော်တို့ဒီအချိုရည်ဘူးအဖုံးလေးပေါ်မှာဒီအဖုံးလေးကကျွန်တော်တို့ကနည်းနည်းလေးရှော့တာဖြစ်တဲ့အတွက်ပြုတ်ကြတာတွေပါနေဖြစ်မှာဆိုလို့ဖျောင်းချက်ကလေးချပြီးတော့ကျွန်တော်ဒီသော့တန်လေးကိုဒီဘော်လေးမှာတင်လိုက်မယ် တင်းပြီးတော့ကျွန်တော်တို့ဖျောင်းနိုင်ကအစိမ်းရောင်အစင်ပြေတဲ့သူကလည်းအစိမ်းရောင်ထွင်းမယ်ကျွန်တော်တို့ကငွေကြေးကိစ္စဆိုရင်တော့အစိမ်းရောင်ထွင်းတာကတော့ပိုးပြီးတော့ကောင်းတယ်เนาะတကယ်လို့အစိမ်းရောင်အစင်မပြေတဲ့သူကလည်းပဲကျွန်တော်တို့ခုနကတော့အဖြူရောင်ကိုသုံးမယ်ဆိုလဲသုံးလို့ရတယ် ဟုတ်ပြီကျွန်တော်တို့ဘုရားကျောင်းဆောင်လေးပေါ်မှာတင်းပြီးတော့လုမယ်အဲ့တော့ဒီနေရာမှာတစ်ခါတည်းပဲပြောလိုက်မယ်ဒီရေဒီယာဒီအမြဲတမ်းသုံးလို့ရတယ်ငွေဝင်ခြင်းတဲ့သူမှန်သမျှတုံးလို့ရတယ်လက်ရွှင်ခြင်းတဲ့သူမှန်သမျှတုံးလို့ရတယ်အဲ့တော့အချွေဘူးလေးကတော့တလောက်တစ်ခါလဲပင်တော့ပိုးကောင်းတာပေါ့ပြီးလို့ရှိရင်တောက်ခြင်းတဲ့သူကိုပေးလိုက် ဒီဘက်ဆန်လေးကတော့ကျွန်တော်တို့ဖျားပန်းလဲတဲ့နေရာမှာတို့ခုနကတော့အဲခုနကတော့ဖုံကြီးတွေခုနကတော့ထားပါတော့ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာသုံးလို့ရတယ်ကို့အတွက်ကိုတော့မသုံးနဲ့တကယ်လို့ပတ်ဆန်ကိုလဲတဲ့အခါကျရင်လည်းဒီလိုပဲရေမွေးလေးပြန်ပြီးတော့ဒီပေါ်မှာခဲတံလေးနဲ့ကာကြီးလေးရေးမယ်ပေါ့နော်ဒါတခါတည်းထည့်ပြလိုက်တာအဲ့တော့ကျွန်တော်စူတောင်းလေးပြောပေးမယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဟာငွေစက်ကူပေါ်မှာစီရင်ထားတော့နော် ငွေစကူဝါမှာစီရင်ထားသော ကိုကာကိုလာတော့ငွေဝင် ရေရာလင်းနိုင်ဖြင့်ထုံးညိစက္ကလှူဒန်းပူဇော်ပါ၏ဖျားလှူဒန်းပူဇော်ပြီးသည့်ချိန်မှစပြီးတော့ဖျားတပည့်တော်တပည့်တော်မှတို့လောက်ကင်လျက်ရှိသော လုပ်ငန်းနေရာနေပြီးတော့ဓမ္မမောင်၏လည်းဈေးဆိုင်နေရာနေပြီးတော့ငွေကြေးလလာပါသည်နေစဉ်နေတိုင်းပေါ်များစွာဝင်ပါသည်ငွေကန်၏လည်းအားကောင်းပါသည်လက်တွေလည်းရှင်လန်းပါသည်ဆိုပြီးတော့ယုံယုံကြည်ကြည်လေးလေးနက်နက်နဲ့တေချာလေးစူးတောင်းပြီးတော့ဒါလှူဒန်းပြီး ရာမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါတခါလူပြီးသွားလို့ရှိရင်ကြံတဲ့နေ့တွေကြလို့ရှိရင်မနက်တစ်ချိန်ညတစ်ချိန်ပေါ့နော်ကိုယ်အစဉ်ပြေတဲ့ချိန်မှာလှူလို့ရတယ်အဲ့တော့ဒီရေရာလေးကိုယုံယုံကြည်ကြည်နဲ့လှုပ်ပါကျွန်တော်ရဲ့ခုနှစ်ရက်သားသမီးမိတ်ဆွေတွေအားလုံးမှာ ငွေကြေးကံတွေအားကောင်းပြီးတော့လက်လာပါတွေရှင်လန်းစေမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေခဏရက်သားသမီးအားလုံးကျွန်တော်ခုပြောပြတဲ့ငွေဝင်ရေတရားကိုစီရင်ဆောင်ရွက်ပြီးဒီချိန်မှစပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေခဏရက်သားသမီးတွေအားလုံးငွေကြေးလက်လာပါတွေပေါ်များစွာ ဝင်ပါစေလက်လာပါတွေနဲ့ပတ်သက်ပြီးတော့လည်းရှင်လန်းပါစေမိတ်ဆွေတို့အနေနဲ့ရှိပြီးရင်ရှိပြီးတော့ရပြီးရင်ရပြီးတော့တိုးပွားပြီးရင်လည်းတိုးပွားကြပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့သား ရင်ကျွန်တော်ရဲ့ငွေဝင်ရေရာဗီဒီယိုဖိုင်လေးကိုကျွန်တော် ဒီနေရာမှာပဲဆုံးသက်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်